တော့ကျွန်တော်တင်တဲ့ဒီ digital income ကိုကျွန်တော်ဒီစောက်တာဘာကြောင့်လဲလို့ပြောရင်အာကျွန်တော်တွေ့တာ freedom ဖြစ်တယ်ပြ freedom ဖြစ်တယ်ကျွန်တော်တို့ဘယ်လိုပဲဖြစ်ပေါ့နော်ကိုယ်ပဲနေရာပဲတော်တော်အဲကိုယ်စိတ်နဲ့ကိုယ်ကိုလုပ်လို့ရတယ်အဲပြီးတော့ဘယ်လိုပေါ့နော်ခုနပြောသလိုသူများရဲ့ command အောက်မှာလုပ်နေရမျိုးပုံပဲ ਨੇ ဟိုလွတ်လပ်တယ်လို့ခံစားရကြပြဿနာမဟုတ်ဘူးအဆင်ပြေတယ်သူကလည်းသူလဲပတ်နိုင်တယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့ nature နဲ့မကိုက်တယ်လို့ပြောရင်ပုံမှန်ပဲဗျအဲ့တုန်းကပေါ့နော် digital income ရဖို့အတွက်ဆိုတာတွေငွေကြေးအတွက်ဆိုတာတွေအရင်ဆုံးစဉ်းစားတာမဟုတ်ဘူးကျွန်တော်လူတွေကိုဘယ်လိုကူညီမလဲဆိုတော့စဉ်းစားအဓိကတော့ကျွန်တော်တို့ဆိုလဲဒီလိုပဲဆရာ online မတက်လာတော်တော်ကြာပြီပေါ့နော်ဆိုတော့ဟိုဒီ chain ဒီကာလအထိတော်အရေးကြီးရလို့ထင်ဟိုကျွန်တော်တို့တနည်းအားဖြင့်ဟိုပေါ့နော် line မဟုတ်တက်လာရွေးချက်တည်းတယောက်တယောက်မလုပ်ဘူးဒါပေမဲ့ဟိုဟုတ်တယ် ုချိန်ဒီသွားနိုင်တဲ့သူတွေမှာတော့လူတွေကို value ပေးနိုင်လို့ပဲသွားနိုင်တယ်ကျွန်တော်ယုံကြည်ရပါတယ် motivation ပဲပြောမလားဒါမှမဟုတ်ကျွန်တော်ရဲ့ခံယူချက်ပဲပြောမလားတော့မသိဘူးကျွန်တော်တို့အခက်အခဲတွေ့လေလေကျွန်တော်တို့ပို့ပြီးတော့ဒီအကြောင်းအရာကိုပို့ကျွမ်းကျင်လာလေလေပဲအဲ့ဒါလေးတစ်ချက်တော့သတိထားမိတော့ပါနော်ကျွန်တော်တွေ့နေရတော့ပါနော် TikTok account တွေရောင်းနေဆိုရယ် business ဆိုတာဒါဘယ်တော့မှရှိခဲ့ဘူးလို့ကျွန်တော်တို့ဟုတ်ကျွန်တော်ဆိုလဲပြောရရင်တော့ကောင်းတော့မကောင်းဘူးကိုပေးချက်မှကျွန်တော်ထောင်ပြလာတော့နော်လူနည်းနည်းသိလာတာအဲ့ဒါကြတော့ innovation ဘိုင်းမှာအားနည်းသွားတယ်အထူးသဖြင့်မြန်မာ market မှာပေါ့နော် online learning community မှာမြန်မာ market မှာဒီ innovation ဘိုင်းကကျွန်တော်အနေနဲ့ဆိုအားနည်းတယ်လို့ယူဆရတာပေါ့နော်ဘယ်သွားမှမသိတဲ့ကြောင်ကြောက်တဲ့ပြဿနာကြာအဲအဲ့အဲ့လူငယ်များစုမှာဖြစ်နေတာဘာဘာသာလေးလား digital income တော့လိုချင်တယ်မှန်းဆိုတော့အိတ်နေနေငွေဝင်တာမျိုးတွေစကလုံးကလာလေးတုံးမှာဆိုအများကြီးပဲ multiple income stream တော့ဆိုတော့ဒါပေမဲ့ဒါပေမဲ့အဲ့လိုမျိုးဖြစ်ဖို့ဘယ်ကစရမှာလဲမသိဘူး30ကျော်ပြီပေါ့နော်ဆိုတော့ဆရာဆိုရင်လည်းဒါကျွန်တော်တို့ ဟိုလူငယ်ကျွန်တော်တို့ကိုကိုယ့်ကိုကျွန်တော်တို့ကလူငယ်ပါဆိုပြောလို့မရကျွန်တော်ရဲ့နော်